ရာနီယာဒေဗစ်တာဆိုတာကတော့အားလုံးသိဖြစ်မှာပါဝိုင်းချန်ပီယံရှစ်ကနေပြီးတော့ UFC ကိုပြောင်းသွားတဲ့ဖိုက်တာကြီးပါရာနီယာဒေဗစ်တာဆိုတာမြန်မာတို့ရဲ့အောင်လအန်ဆန်နဲ့လဲတကယ်ကို ပြိုင်ဘက်ကောင်းပါမြန်မာပရိသတ်တွေရဲ့အသေးကြော်ကြီးဆိုလဲမမှားပါဘူးရာနီယာဒေဗစ်တာဟာ UFC မှာတောက်ရှောင်းနိုင်ပွဲတွေတွေ့ခဲ့ပေမဲ့ဟိုနေ့ကကစားတဲ့ပွဲမှာတော့သူကရှုံးသွားပါတယ် ဒါမဲ့ဒေဗတာကရှုံးမိမယ်လေတိုက်မရဘူးဗျဘလို့ပြောလဲဆိုတော့ကျွန်တော်တဲ့အဲ့ဒီရှုံးဝဲကြောင့်စဉ်းစားတိုင်းစိတ်လိုတယ်ဗျာတဲ့ပွဲထိုးတဲ့အပတ်မှာပဲ neurovirus ကိုဆက်ခံရတယ်တဲ့ဒီဘိုးလုံးကိုဒုက္ခပေးတာတဲ့ပွဲမထိုးခင်တည့်ရလူမှာကျွန်တော်ကြောတချောင်းလုံးကိုက်ခဲနေတယ်တဲ့ तू ပြောပုံအရဆို तू ရှုံးတဲ့အကြောင်းရင်းကလည်းရွာလို့ရှုံးတော့မှာနဲ့ဒီ neurovirus ကိုဆက်ခံရလို့ဆိုပြီးဆိုပါတယ် ဒါပြင်ပထမပြိုင်ပွဲအတွင်းပထမအချိန်မှာပဲလက်ကျိုးသွားတယ်တဲ့ဒုတိယအချိန်မှာပဲလဲပေးနေရတယ်တဲ့ဒါပေမဲ့ကျွန်တော်အကောင်းဆုံးလုံနိုင်သလောက်အဆင်ပြေအောင် ကျွန်တော်ကြိုးစားပါတယ်တဲ့ဒါပြင် Ryan Twitter ဟာလေးကြီးကြီးပါပဲ UFC က Wyn Champion ကြီးတွေကိုတော့မှစင်ခေါ်လိုက်ပါသေးတယ် Hey Khanza Duplexit Adesanya Imawa တိတ်မကြွေးငါပြန်လာမယ်မင်းတို့ကဖြိုးပြီးတော့ Middleweight Champion အရပြူပြမယ်ဆိုပြီးတော့ Ryan Twitter ကပြောလာတာဖြစ်ပါတယ် နိုဗိုင်းရပ်စ်ဆိုတာကတော့အတော့ကိုစိုးတာပါအစားအစာမတန်တာတွေရေမတန်တာတွေတောက်မိဖြစ်တယ်ပါလေမဖျားဖျားတယ်လို့ပဲခန္ဓာကိုယ်ကိုက်ခဲပြီးကိုယ်နေရာမှာဆင်းပြေးတာမျိုးပါထူးဆန်းတာကတော့ဘရန်နာအီလန်အကြောင်းဘာမှမပြောပါဘူးလက်ရှိဒရိုက်တာရဲ့ ranking ကအဆင့်၈ကိုရောက်သွားပြီဖြစ်ပါတယ် ဒါမဲ့ UFC မှာတနေ့အတွင်းထိတ်ဆုံး fighter ဖြစ်နေမယ့်ရအောင်ဆွမ်းဆောင်ပြနိုင်တဲ့အတွက်ဂုဏ်ယူစရာလည်းဖြစ်နေပါလေ။ဒီနေ့က UFC ဘက်က ranking တွေပြန်ပြီးတော့ update လုပ်တဲ့အခါမှာ Derrida ဟာအဆင့်၄ကနေအဆင့်၈ထိထိုးစင်းသွားတာဖြစ်ပါလေ။အဆင့်၄ဆင့်တော့မှချပေးလိုက်တဲ့အတွက်ကြောင့်ဘာပြော Rania တယောက်လည်းတော်တော်လေးတော့စိတ်ကလှုပ်ရှားသွားတော့ပါ။ ရန်နီယာကိုအနိုင်ရခဲ့တဲ့ဘရန်နန်အလန်ကတော့အဆင့်ကိုက25နဲ့ရတက်လာပါတယ်သူကအဆင့်၄ဆင့်တက်ပြီးရန်နီယာကအဆင့်၄ဆင့်ကျသွားပါတယ်အခုလိုအဆင့်တိုးပေးတာက USB ဘက်ကလုံးနေကြပါဒါပေမဲ့အဆင့်၄ဆင့်ထိချပြတာကအင်မတန်ရှားပါတယ်ဒီတာက 5G ဘွယ်ကိုပြည့်မကစားပဲရှင်းပြလိုက်တဲ့ကြောင့်အခုလိုအဆင့်ချခံရတာတော့ပဲမြင်ပါတယ်ဒီတာတို့လည်းအရှက်ရစရာကြီးပါဂျိုရှွာဘန်ကိုရှင်းလင်းခဲ့တဲ့ဘရန်နန်ယောဝါဆိုရင်တော့အဆင့်တက်ကလည်းအဆင့်၃ညမှာပဲဆက်ရှိနေပါတယ် အကောင်းဆုံးပွဲကစားနိုင်ငံလိုပြိုင်တက်လဲကြိုက်ကြသူ UFC ဘက်ကလည်း Fight of the Night ဆိုတာချီးမြှင့်ခဲ့ပါတယ်။ဒရိုက်တာကြီးကတော့အဲ့လိုမဟုတ်ပါဘူး။သူ့အနေနဲ့တိမ်မလုပ်ပြနိုင်ဘဲနဲ့အဲ့လိုမျိုးပွဲမှာအရှုံးပေးလိုက်တဲ့အတွက်ကြောင့် UFC ဘက်ကဒရိုက်တာကိုသိပ်ပြီးတော့သဘောမကျပုံပါ။ဒီရတာရဲ့ဖြစ်ကလည်းပြပြောစရာတွေကြီးပဲဖြစ်ကုန်တာပါရစရာမရှိတော့ပါဘူးကျွန်တော်တို့အာရှပြိုင်သက်တွေကရာနီယာဒရတာဆိုရင်ပွဲတိုင်းကြည့်ပါတယ်သူ့အကြောင်းလည်းအကုန်သိတယ် ဒါပေမဲ့နောက်တိုင်းကပိတ်သက်တွေကတော့ Rania Data အကြောင်းခုမှနည်းနည်းရှင်းဝင်သိလာတာနားလည်းပေးနေသူတွေလည်းရှိသလိုရားစရာမရှိတဲ့အထိပြောနေတယ်လို့လည်းရှိတယ်ဗျမိရသူ့ညီပြပွဲကိုကျွန်တော်ရခိုင်းတာပါကျွန်တော်ဒါမတိုင်း data ဟာ 5G ဒီစက္ကစားမှာပါဆိုပါလေ။ဒါပေမဲ့1 championship မှာလည်း data ရှုံးပေးသွားတဲ့အနေထားသေးရတော့သူ့နီးပြပြောဆိုချက်ကမမှန်ကန်ဘူးဆိုတာပြန်ပြီးထောက်ပြနေပါလေ။ပြောရရင် Ryanair data နဲ့ Malikin နဲ့ပွဲကစားတဲ့အချိန်မှာဘယ်နီးပြမှသူ့မတားပါဘူး။ ဒါရိုက်တာကသူကိုယ်တိုင်ထမလာတော့ပဲရှုံးပေးကြတာဖြစ်ပါလေပြီးတော့ခန်းဆက်ဒူပလက်စစ်ကိုအနိုင်ယူတဲ့ပွဲမှာလည်းခန်းဆက်ကိုခုလိုလေးတိုက်ခဲ့ပါတယ်မင်းနိုင်ပွဲအတွက်ငါဝမ်းသာတယ်ခန်းဆက်ဒါပေမဲ့အစ်မအသာစီကစားတဲ့ grappling ပွဲဆိုတာဘလိုမျိုးလဲမင်းကငါတက်သေးပြမယ်စာကြောမှာသာလက်မထုံးလိုက်တော့အကြခင်တွေ့မယ်ဆိုပြီးလေးတိုက်ခဲ့ပါတယ်ခုတော့သူရဲ့ရှုံးပေးခဲ့တဲ့စွမ်းဆောင်ရည်တွေပေါ့ပရိသတ်တွေကတော့ပြောနေပါပြီ ဒေတာရွေးစီမှာ12လတွင်9ဘွဲ့အထိကစားခဲ့တဲ့ဖိုင်တာဗျခံဇက်ကတော့9နှစ်တွင်မှမှ9ဘွဲ့သာကစားရသေးတာပါဒါကြောင့်လဲဒေတာဟာခံဇက်ကိုလေတိုက်တာပါဒရီတာကဒီချိန်မှာတော့ချိန်ကြကြနားယူသွားနိုင်ပါလေ UFC မှာထပ်တွေ့ရတော့မှတော့ဖြစ်နိုင်ပါမလားဒီလိုတော့မေးခွန်းထုတ်လို့ရပါတယ် UFC ကတော့ဒရီတာကိုပွဲပြန်တီးပြီးမလို့တော့မျှော်လင့်ရပါတယ်ဒရီတာဟာစိတ်တပိုင်းသိမ့်မခံပါဘူးရှုံးပွဲကြုံရင်လည်း အလွယ်တကူစိတ်ပြောင်းတတ်တဲ့သူပါဝမ်ချမ်ပီယံရှစ်မှာလည်းဘာမှမရှိဘူးဆိုလို့မကောင်းကြောင်းတွေပြောပြီးထောက်ခွာသူပါပြီးတော့ခုလိုအရှုံးပေးတဲ့အနေထားကသူ့အတွက်တန်ရာပြည်တနာတက်တာလေဆိုမှာပတ်စံပေးပြီးလာကြည့်တဲ့ပရိသတ်တွေကတော့စိတ်ပြက်စီပါတယ် UFC ကလည်းဒရေတာကိုစိတ်ပြက်သွားပြီဖြစ်ပါတယ်ဒရေတာလေတိုက်ခဲ့တဲ့ဖိုင်တာတွေကအခုကဒရေတာကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောမှုတွေရှိနေပါတယ်ဒါပေမဲ့ဒရေတာကတော့သူ့ရဲ့လေတိုက်မှုစံချိန်ကိုမရက်သေးပါဘူး ခံစားဆိုရင်ဒီရိုက်တာကိုဘလိုတောင်ပြောလဲဆိုတော့ဒီရိုက်တာရဲ့အကောင့်ကိုမန်ရှင်းမှာထည့်ပြီးပွဲမပြီးငရေကစောင့်ညံ့အရှုံးပေးလိုက်တော့ဆိုပြီးတော့မှတင်ခဲ့တာဗျခံစားကိုပါဖြုံးမယ်ဆိုပြီးလေးတက်ထားတော့ခံစားကဒီရိုက်တာကိုအဲ့ဒီလိုမျိုးပပဆက်ဆက်ပြန်ပြောတာမဆန်းပါဘူးအဲဒါမဲ့ဒီရိုက်တာကလည်းခံစားကိုသူက ပြန်လဲခြေပထားတယ်ဗျငါတဲ့ ဘယ်လိုပြောလဲဆိုတော့ကျမရဲ့အကြောင်းပြမနေဘူးတဲ့ခဏခဏလည်းနှုတ်ထွက်နေမှာမဟုတ်ဘူးဆိုတဲ့သဘောနဲ့ shut up ဆိုပြီးခံစက်ကိုပြန်လဲခြေပါပါတယ်။ပြန်ခံစက်ကသူ့ကို UFC ကပွဲတည်ပြီးကျမရဲ့အကြောင်းပြပြီးခဏခဏပွဲပြတ်တာကိုပြောတာပါ။ခံစက်ကလည်း UFC မှာဆိုရင်ပွဲဖြစ်ပြီးနှုတ်ထွက်မှုများဆုံးတဲ့က fighter ဆိုတဲ့မှမဟုတ်ပြ။ဒါ Orania Trader ကပြန်လဲခြေပလိုက်တာဖြစ်ပါတယ်။ဒါကြောင့် One Championship အနေနဲ့အကောင်းဆုံးကတော့ Khamzat နဲ့ Rania Trader ကိုဒါပွဲတည်ပေးလိုက်တာအကောင်းဆုံးပဲလို့ပြောချင်ပါတယ်။ ပရိသတ်တွေကတော့ရိုင်းနီးယားဒရက်တာအလီပွဲတွေမှာအရှုံးပေးလိုက်ပြီးခုတော့လေတိုက်ခံနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးခုလိုမျိုးသူတို့မျိုးကိုပြောပါလေရိုင်းနီးယားဒရက်တာကလည်းအဲ့ဒီပွဲမှာတော့တက်လုံကလည်းမရှိတော့လို့လေးကြီးမြောက်ထိုးပြီးအရှုံးပေးလိုက်တာကမှန်ကန်ပါတယ်တဲ့ကိုမပြန်ပြီးမတုံ့ပြန်နိုင်တာတဲ့ငါးကြီးမြောက်ဆက်ထိုးရင်လည်းပိုပြီးထိနာမှာတဲ့နောက်ထပ်ပွဲစဉ်တွေလည်းအများကြီးထိုးအောင်မှာပါတဲ့တန်ရာပြင်းထန်မရအောင်တဲ့ကြိုတင်ကောက်ွယ်ထားတဲ့သဘောပါတဲ့ ဒေတာအနေနဲ့နှုတ်ထွက်တာကနားလဲပေးလို့ရရင်ပဲအရှုံးပေးတာကတော့ UFC ဒီမိုင်းမှာအင်မတန်ရှက်စရာကောင်းပါတယ်တဲ့ပြန်ပြီးမနိုင်လို့အရှုံးပေးလိုက်တာကလည်းတကယ်တော့မဖြစ်သင့်ဘူးတဲ့ပွဲချင်းပြီးတော့ထိုးသင့်တယ်တဲ့ဘာပြောတဲ့ဒေတာအနေနဲ့တန်းစင်ပြီးထိုးသင့်တယ်တဲ့ပွဲမပြီးအနာတရားတန်ရာကြီးကြီးမားမရှိပဲအရှုံးပေးတာခုမှတွေ့ဘူးတဲ့ကြောင်ရှုံးရှုံးတာဖြစ်မယ်တဲ့အခုလိုလက်ရည်နဲ့ခံစက်ကိုစိန်ခေါ်တာတဲ့ အချက်တရားတော့မရှိဘူးတဲ့။ဘာပဲပြောတဲ့ဒေဗတာအနေနဲ့ခံစက်ကိုဘလို့မှမနိုင်နိုင်ဘူးတဲ့။ခံစက်ကလည်းပွဲရှောင်လုံးနေတဲ့။အကောင်းဆုံးကတော့တဲ့ရိုင်းနီယာဒေဗတာနဲ့ခံစက်ကိုပွဲတီပေးလိုက်တာ အကောင်းဆုံးပဲတဲ့။ခံစက်နဲ့ထွန်ရင်ပတ်ဆက်ရမယ်တဲ့။ဒါပဲတဲ့။တော်တော်လေးရမှာပါတဲ့။အဓိကရှုံးနေတဲ့ဒေဗတာအတွက်တော့ရှုံးဖို့လည်းများပါတယ်။ ဒါမဲ့သူကအသက်ကြီးပြီးတဲ့ပွဲရှာနိုင်ပြီးတော့ထိုးနိုင်လေပတ်စံရနိုင်ပဲတဲ့ဒေရတာနောက်ဆုံးတော့ပတ်စံရဖို့ပဲအဓိက လုံသွားဖို့ရှိတယ်ဆိုပြောပါတယ် UFC ရဲ့ middleweight တက်မှာတော့ Khamzat ကအချိန်ကာလတစ်ခုကြာအောင်မင်းမှုနေဦးမယ်ထင်ပါတယ်တဲ့လက်ရှိ middleweight fighter တွေတက်မှာ Khamzat ကိုရှင်းတဲ့ fighter လုံးဝမရှိသေးပါဘူးတဲ့။ဘာပြောရတဲ့ Rania Dreta နဲ့ Khamzat ကိုတွားပြီးတော့ ပြက်တနာမရှာသင့်ဘူးတဲ့။ဘိုင်နီယာရဲ့ပြက်တနာကတက်လုံးကြပြီဆိုရင်စမထိုးတော့ပဲရှုံးပေးလိုက်တာတဲ့။နည်းနည်းတော့မှသိခါမစင်နိုင်ဘူးတဲ့။ဖြစ်ချင်အဖြစ်ဆိုပြီးရှုံးပေးလိုက်တာတဲ့။ဝမ်မကဲကရိုင်နီယာကိုကြည့်မရတာတဲ့။ဝမ်မအာချောင်းလို့လည်းဖြုတ်ခံရတယ်။ UFC ကိုပြေးတယ်။ UFC မှာအာချောင်းတော့ထဖြုတ်ခံရတယ်တဲ့။ဝမ်မကဲကနောက်ဆုံးမှာမာလီခင်ကိုရှုံးပေးလိုက်ကြတဲ့ကဒီရိုင်းနီယာဒရစ်တာအနေနဲ့၅ကြီးကစားဖို့တက်လို့မရှိဘူးဆိုတာပေါ်လွင်သွားပါတယ်နဲ့ဝမ်ချန်ပီယံရှစ်မှာဆိုရင်ရိုင်းနီယာဒရစ်တာနဲ့မာလီခင်တို့ဟာ ပြောရမယ်ဆိုရင်တော့နှစ်ကြိမ်ပြည်ဘူးပါတယ်။ရန်နီယာဂျူရီတာရဲ့ကပတ်တစ်ခုလုံးကို မာလီခင်ကပဲဖြုတ်သွားတာဖြစ်ပါတယ်။ဒုတိယသူတို့နှစ်ယောက်ဒုတိယကြိမ်တွေ့တဲ့ခါမှာတော့ပြောရမယ်ဆိုရင်တော့မာလီခင်ကလည်းဝိတ်ချထားတဲ့အတွက်ကြောင့်တန်ဆင်ပြီးထိုးတဲ့အတွက်ကြောင့်ဒေတာအနေနဲ့တော်တော်လေးကိုရှင်းကစားနေတာတော့တွေ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးဘာလီခင်ရဲ့ပြင်းထန်တဲ့လက်သီးချက်တွေကိုမရှင်းနိုင်ပဲ ဒရိတာကအဲ့လိုကရှောင်းပေးလိုက်ရပါတယ်ဒီလိုပါပဲအခုတော့ဒရိတာဟာဝိပြန်လဲနေပြီဖြစ်ပါတယ်သူအ1ချက်မြေရှင်းမှာတော့အဆင်မပြေပဲနဲ့ထွက်သွားသလိုအခုလည်းလေတိုက်တာမရဘူးဒါပေမဲ့ UFC မှာဆိုရင်တော့ Rania Dirita အနေနဲ့နောက်ဆုံးမှာတော်တော်လေးရုန်းကန်ရဖို့ရှိတယ်လို့ပြည်သက်တွေကပြောပါတယ်